တခါတရံလူဆိုတာမာနအမတန်မှကြီးတယ်။ကိုယ့်ကိုတယောက်ယောက်ကနေပြီးတော့ဟိုမေတ္တာရှိလို့တတိပေးလည်းပဲလက်မခံ။ရှာမရှိနဲ့ငါသိတယ်နော်။ရှာမရှိနဲ့ကအရင်လာတာပဲ။အဲ့တော့ဓမ္မာနလို့ခေါ်တာပဲပေါ့။ဘသူပြောတာမှမခံဘူး။ဘသူပြောတာမှကိုယ့်လားဆရာမလုံးနဲ့ပေါ့နော်။ကိုယ့်ဆရာလားမလုံးနဲ့ဆိုရင်အဲ့တဲ့ဟာမျိုးကိုဒောဝသတ္တာလို့ခေါ်တယ်။ပြောခက်တယ်။ အဲ့တော့အဲ့ဒါလို့မဖြစ်ရဘူးတဲ့တောပစ္စတ္တာပြောလို့ဆိုလို့လွယ်တဲ့ပုံကိုဖြစ်ရမယ်။ဘာပြောပြောနော်ပြောတာကိုလက်ခံပြီးတော့ကိုယ့်ကိုစဉ်းစားဉာဏ်နဲ့ကျင့်သုံးတဲ့ပုံကိုဖြစ်ရမယ်။အဲ့ဒါလို့ဆိုလို့လားတောပစ္စတ္တာဆိုတာအမတန်မှပြောလို့ဆိုလို့လွယ်တယ်။ဟုတ်ဟုတ်မဟုတ်ဟုတ်ရှင်းရာဟုလာလေးဟာဖရာရဲ့သားတော်လို့ဆိုပေမဲ့လို့မာနအမတန်ကင်းနေမြတ်စွာဘုရားကဆုံးမထားတာအမြဲတမ်းရှင်းရာဟုလာကို ယဟန်တွေကစကြတာပြောင်းကြတာပုထုဇဉ်ယဟန်တွေဆိုတာနည်းနည်းအစအပြောင်းလေးတော့ရှိတတ်တယ်ပေါ့ရှင်ရဟုလာဟိုဘယ်လိုစကြတုံးဆိုရှင်ရဟုလာသွားတဲ့လမ်းကိုတပြက်စီးကိုလမ်းပေါ်ပစ်ထားမြင်ရှင်ရဟုလာသွားတဲ့ကလာတဲ့အခါကျပြောကြတယ်ဒီဒီတပြက်စီးဘယ်သူပစ်ထားတာတုံးလေးဆိုတော့ဒီနာတော့ရဟုလာသွားတာပဲသူနေမှာပေါ့တမင်စတာနော်သူနေမှာလို့ဆိုတဲ့အခါကျတော့ရဟုလာလည်းကြာရောအရှင်ဘုရားတို့ တပီတော့တိမ့်သွားပါမယ်။နောက်မဖြစ်เสียရပါဘူးလို့ပြောတာ။ तू မဟုတ်ဘူးလို့မပြော။အဲ့ဒါမျိုးကိုသောဝသတ္တာလို့ခေါ်တယ်။ရှင်ရဟုလားဘလောက်တူခိုးเสียကောင်းလို့ဆိုရင်မနဲ့အဲ့ရဟထတယ်ဆိုလို့ရှင်။တဲပုံလေးနာသွားပြီးတော့တဲကိုလက်တဆုပ်နဲ့ကျုံပြီးတော့ဒီကနေ့ငါ့ကိုဆုံးသွားတဲ့လူတွေဟောလို့တဲပွင့်လောက်များပါစေ။ငါ့ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေတဲပွင့်လောက်များပါစေလို့နေ့တိုင်းသူကအထိတ်ထန်တယ်လို့ပြောတယ်။အဲ့တော့ပြောမဲ့လူတွေကိုအိတ်လိုချင်တယ် နော်တတိပေးမဲ့ပုဂ္ဂိုလ်တွေကိုတိတ်လူခြင်းတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုသောသတ္တာလို့ခေါ်တယ်များသောအားဖြင့်လူတွေကမာနနဲ့ခံပြီးတော့လာမပြောနဲ့ဆရာမလုံးနဲ့ဆိုတာလေအေးသောဝသတ္တာဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့လိုကြတော့ကိုယ်ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းပေါ်ပြီးတော့ပြောလို့ဆိုလို့လွယ်တယ်ဆိုပြီးတော့အားလုံးကမေတ္တာတက်ရောက်ကြတယ်ပေါ့ဒါကြောင့်မို့ဒီခံရမယ်ပြောလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်